မိတ်ဆွေများအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဇေယနစီရေးသားပြုစုထားသောရွှေညော်ဣသာတယမေဒီစီဂိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်16အိုအတင်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအိုအတင်းတနေ့တနေ့ဆရာကြီးဦးကျော်သည်၎င်းနေထိုင်ရာအိမ်လေးအတွင်း၌အေးလူလူထိုင်လျက် ဈေးပေါ်လီတောက်ကအနားယူလျက်ရှိထိုချိန်တွင်အင်းရှိတကောင်းဝစီမမြို့ဆရာကျော်ကြီးဆရာကျော်ကြီးရှိလားဗျာဟု၍ဩခေါ်လိုက်တန်အားကြားရလေ၏ဆရာကြီးဦးကျော်သည်အတန်လာရသို့လှမ်းကြည့်လိုက်ရာ၎င်း၏ပညာရှင်အကိုတူဖြစ်သောဆရာဦးမြဆန်အားတွေ့ရသဖြင့်လာပြုတ်ကူများဆန်မိုးရတာနှင့်ဈေးပေါ်လီပါနေတာဟု ရောဆိုလျက်ဆရာဦးမြဆန်တောက်ရန်ဤနွေချင်းငဲ့ပေးလေ၏ ဖေဂျီဦးမြခင်သားတပည့်တူပင်ဖြစ်သောဆရာဦးမြဆန်းသည်ရင်းနွေးချမ်းခွေအောင်ဘုကနေတောက်ချလိုက်ပြီးနောက်အဖေအဖေဂျီဦးမြခင်ကခေါ်ခိုင်းလို့လာခေါ်တာပဲဆရာကျော်ကြီးယေဟုပြောလေ၏အဖေခေါ်ခိုင်းသည်ဆိုသည့်အတန်းအားကြားလိုက်ရသဖြင့်ဆရာကြီးဦးကျော်သည်တောက်လက်စဆေးပေါ်လျောင်းမိသက်က ထိုင်ရာမှထားလိုက်လေ၏ခဏနေစမ်းမအောင်ဆရာကျော်ရဲ့အဖေပြောခိုင်းတာလေးတွေလည်းအရင်ပြောပါရစေအောင်ပြီးတော့မှသွားကြတာဘောဟု ဆရာဦးမြဆံမပြောသဖြင့်ပြန်ထိုင်လာ၏ဒီလိုဆရာကျော်ရဲ့ခမည်းတော်ပြီမောင်တန်းလှလီတိတယ်မဟုတ်လားဟုမေယာဆရာကြီးဦးကျော်ကတန်းလှကကျွန်တော်တပည့်ဦးလီပထမဦးဆုံးပညာပေးလိုက်တဲ့ကျွန်တော်တပည့်ပါပဲပြောပါဦးဗျာတန်းလှဘာဖြစ်လို့လဲကျွန်တော်စီမလာတာ၃လလရှိပြီဟုပြန်လေပြောဆိုလိုက်၏ဆရာဦးမြဆန်သည်တပည့်အသားယာချလိုက်ပြီးနောက်အင်းအဖေပြောခိုင်းတာလေအဲ့ဒီကိစ္စပဲ တန်းလာကခမားစီသာမရောက်တာ အဖေအင်ကိုတော့တပတ်တခါအ ਨੇ ဆုံးရောက်တယ်ဟု ပြောလိုက်လေဤကျွန်တော်တပည့်တွေကျွန်တော်စီမလာလဲစိတ်မဆိုးပါဘူးညာအဖေအင်သွားတာပဲသွားပါစေတပည့်တွေအားလုံးအဖေအင်သွားနိုင်ဖို့ကျွန်တော်ကိုယ်တိုင်အပ်ပေးထားတာဗျာဟုဆရာကြီးဦးကျော်မှပြောရာဆရာဦးမြတ်ဆန်းသည်လက်ကောင်းရင်ဦးကောင်းအားလှုပ်ခါလေးရဲ့မဟုတ်သေးဘူးလေအဖေအင်လာမယ်ဆိုရင် ခမားအင်ကိုကြော်ပြီးမှရောက်မှာလေပြီးတော့ အဖေအိမ်နဲ့ခမရအိမ်ကမျက်စောင်းတို့လမ်းလေးပဲချတာပညာပေးဆရာကိုကြတော့မေ့လျော်ထားပြီးအဘိုးဆရာကိုလိုသည့်ထက်ပူချင်းကပ်နေတာဒီကောင်လုတ်ပုံ မဟုတ်သေးဘူးဟု ကောက်ချက်ချလေ၏အင်းလွန်ခဲ့တဲ့3-4လလောက်တုန်းကတော့တမ်းမကျွန်တော်စီရောက်လာသေးတယ်သူ့ကိုစုတ်တော်ချပေးပါတဲ့စုတ်တော်ပိုင်ဆရာဖြစ်ဖို့ဆိုတာလွဲမလားဗျတိုင်းတော်ရာဇဝင်ကိုလည်းသိရမယ်အဘဆရာတော်ကြီးတွေရဲ့ဘဝဖြစ်စဉ်ကိုလည်းသိရမယ် ေတော်ကြောင့်လည်းသိရမယ်။သစ္စာသုံးချက်အပြင်အခြားဆောင်းရင်ရှောင်းရင် အချက်တွေကိုလည်းသိထားရမယ်။သိယုံသာမကအဲ့ဒီအချက်တွေကိုတိတိကျကျလိုက်နာသူလည်းဖြစ်ရမယ်။ဘုသမတောက်သမတွေနဲ့ပတ်သက်ပြီး အခြေခံသဘောတရားကိုလည်းလေ့လာသင်ယူရမယ်။ဂိုင်းတော်ပေါ်၊ရင်းညာပေါ်ဆရာသမားပေါ်သစ္စာစောင့်သိယုံကြည်သူလည်းဖြစ်ရမယ်မိမိတပည့်သားသမီးတွေကိုစုံမသွန်သင်ကောင်းရမွန်ရာလမ်းညွန်နိုင်တဲ့သူလဲ ဖြည့်ရမယ်။ကို့တပည့်တွေကို ကို့ထက်တောင်းအောင်မြင့်တင်ပေးနိုင်သူလဲဖြည့်ရမယ်။ပယောဂာနဲ့ပတ်သက်လို့လေပယောဂာအမျိုးအစားဆက်အမျိုးအစားကုသဘုံစတာတွေကိုတိတိကျကျသိနေရမယ်။ကုသတဲ့အတွေ့အကြုံလည်းရှိရမယ်။ဒိုင်းရဲ့အဓိကရည်ရွယ်ချက်ကိုသိလဲသိရမယ်၊ကျင့်လဲကျင့်ရမယ်။တပည့်တွေလည်းသိလားကျင့်လာအောင်ဆုံးမတက်ရမယ်။အဘဘိုးတော်ဟန်ရဲ့မူဝါဒနဲ့ဇီတော်ကိုအသက်နဲ့လဲပြီးသစ္စာရှိရမယ်။ အဲ့ဒီအချက်တွေတဲကတစ်ချက်လောက်လုံနေရင်တောင်းရင်းညောအိဆာတရားမိဒီစေကိုင်းတော်ကြီးရဲ့စုတ်တော်ပိုင်းဆရာကြီးမဖြစ်အပ်ဘူးဗျခမားတို့ကျုပ်တို့လေအဲ့ဒီအချက်အဲ့ဒီစည်းကမ်းတွေကိုလိုက်နာခဲ့ကြလို့အဖေကြီးဦးမြခင်ကစုတ်တော်ပိုင်းစေတော်ပိုင်းဆရာကြီးအဖြစ်ညှင့်တင်ပေးခဲ့တာပဲမဟုတ်လားဟုခြေလျားစွာ ရှင်းပြရာဆရာဦးမြဆန်သည်ခေါင်းတညင်ညင်ဖြင့်နားထောင်နေလေ၏ကျွန်တော်တပည့်တွေကိုအဲ့ဒီအချက်တွေပြောပြတယ်သင်ပေးတယ် ခက်တာက တပြည်တိုင်းကဆရာမဖြစ်ကျင်ကြဘူးပြဆရာဖြစ်ကျင်သူတွေကတော့လိုက်နာကြတယ်အဲ့ဒီအချက်တွေပြည့်ဝလောက်အောင်ခြေစည်းကြတယ်အဲ့ဒီလိုတပြည်တွေကိုကျွန်တော်အနေနဲ့စုတ်တော်ပိုင်းအဖြစ်မြင့်တင်ပေးနေတာကိုမြဆန်တို့သိနေတာပဲတန်းလာကဆရာတော်ဖြစ်ခြင်းနဲ့ဆရာတယောက်မှ ရှိတဲ့ရှိရတဲ့ဘဟုတုတ္တမရှိဘူးမလိလဘူးတက်တဲ့တက်တဲ့ပညာရက်တွေမရှိဘူးမတင်ကြဘူးအရေးကြီးဆုံးက အတွင်းစိတ်မဖြစ်ဘူး မနာလိုစိတ်များလွန်းတယ်။ဆရာလုံးမိသူဟာကျန်တာတွေဘလောက်တိတိဘလောက်တက်တက် အတွင်းစိတ်ကလေးမှဖြူစင်မှုမရှိရင်ဘယ်လိုလုပ်ပြီးဆရာကောင်းတယောက်ဖြစ်လာတော့မှလဲ။ကိုယ့်ထက်တာမနာလိုတဲ့စိတ်ကိုယ့်လို့ကိုမလို့ဖဲတခြားဆရာတွေလုံးသမျှအပြစ်တင်ငါမှငါသာမှန်ဤတော်ဤဆိုတဲ့စိတ်ဂိုင်းတော်ဂုံတရင် ကြီးဖို့ထက်မိမိနာမည်ဂုံတရင်ကြီးဖို့ကိုဦးစားပေးတတ်တဲ့စိတ်အဲ့ဒီလို စိတ်ဓာတ်မျိုးတွေရှိနေတဲ့တပည့်မျိုးဟာဆရာမဖြစ်ထိုင်ဘူးဗျ ိုင်းတော်လင်းနစ်နာတယ်အဲ့ဒီလိုဆရာမျိုးကိုမတိပဲနဲ့တပိခံမိတဲ့သူတွေလည်းနစ်နာတယ်အတူယူမှားသွားနိုင်တယ်မဟုတ်လားတန်းလာမှအဲ့ဒီလိုအပ်ချက်ချွေးင်းချက်တွေရှိနေတာကြောင့်စီနီယာနံပါတ်1ဖြစ်ပေမဲ့အခုတိစုတ်တော်ကျုတ်တော်မချီးမြှင့်တာပါကိုများဆန်းဟုဆရာကြီးဦးကျော်မှရှင်းပြရာဆရာမြဆန်းသည် နားထောင်ပြီးနောက်တပြင်းရှိတစ်ချက်ချကကဲလာဗျာအဖေ့စီသွားကြရအောင်ဟုပြောလျက်အဖေကြီးဦးမြခင်ရှိရာ ထွက်သွားကြလေ၏အဖေကြီးဦးမြတ်ခင်သည်ဆရာကြီးဦးကျော်၏ရှင်းပြမှုကို နားထောင်ပြီးနောက်ငါသားစရင်ကို အဖေတိတော်ဘောကွာမင်းတပည့်တန်းလာက အမေကျော်တွေးတော်လွမ်းညင်တဲ့ကောင်ဒီလိုကောင်ဘယ်တော့မှဘုံမကြည့်ဘူးဟုခပ်ပြက်ပြက်မိန်လေ၏တနေ့တွင်တန်းလာသည် အဖေကြီးတန်းရောက်လာပြန်၏ဆရာဖြစ်သူဆရာကြီးဦးကျော်အားအထင်လွဲစေရန်ဂုံးတိုက်စကားများရှောက်တင်၏အဖေကြီးသည်တန်းလာ၏ဂုံးတိုက်စကားများအားသောအောင်မင်းနားမထောင်တော့ပဲ ခွေးမသာပညာကောင်းဆရာကောင်းနဲ့တွေ့ရပါရဲ့နဲ့ဆရာအပေါ်ကြော်လွားခြင်းနဲ့ကောင်းအခုတော်ပြီးမင်းဆရာကို တောင်းပန်စမ်းမင်းဆရာမပါပဲနောက်နောက်ငါ့အိမ်ရိတ်တော်မနေနဲ့ဟု၍ကျိန်မောင်းကမောင်းထုတ်လိုက်လေတော်ဤမိုင်လုံးကြီးလာတော်တန်းလာသည်ဒေါသအမျက်ချောင်းချောင်းထွက်လျက်ဆရာကြီးဦးကျော်အင်းအရှိတို့ရောက်လာပြီးနောက်ငါနှစ်ကင်တုတ်ဤစိတ်စိန်ခေါ်ဤဆရာကြီးဦးကျော်သည် ပင်ကိုအဖျင်းစိတ်ဆက်သူဖြစ်ဤ မဟုတ်မခံသမားဖြစ်မြမတိုင်းကိုကျွမ်းကျင်စွာ တက်မြောက်ထား၏၎င်းအားတော်တွင်တဏီယာ၌ဓာပြတိုက်သူ၃ယောက်အားလက်နက်မဲ့ရှင်မြိုင်တိုက်ခိုက်ကာအနိုင်ယူခဲ့သူဖြစ်ခန္ဓာကိုယ်သေးလီလာသောတန်းလာအားမိနစ်ပိုင်းအတွင်း၌ပင် အနိုင်ယူနိုင်စွမ်းရှိသို့သော တပိဖြစ်သူတန်းလာအားစိတ်မကောင်းကြီးစွာငေးကြည့်လျက်မိုက်လုံးကြီးတဲ့တန်းလာမင်းတိုင်းနဲ့မင်းငန်းဟုတခွန်းသာဆိုလျက်မတိကျိုးကျွံပြုလိုက်၏တဏီယာဖြင့် ဥပိ္ခာပြုလိုက်ခြင်းဖြစ်အချိန်ကာလတို့သည်လွန်မြောက်ခဲ့ပြီဖြစ်မောလမြိုင်စိတ်ဖနှဲရ၌ပေရီဆုတ်ပြတ်နေသောအဝိဆောင်းများဖြင့်အိုအတင်အိုအတင်ဟု အစင်မပြတ်ရေရွတ်နေတတ်သော အယူတယောက်အားတွေ့ကြရလေ၏ထိုအယူသည်တန်းလှပင်ဖြစ်လေ၏အိုပိုင်အိမ်ပိုင်ရှိသည့်တိုင်လမ်းဘေး၌အိတ်လမ်းဘေး၌စား၏၎င်းအားဂယုနာတက်သူများမှလက်ဖက်ရည်ခေါ်တိုက်လျင် နှစ်သက်စွာတောက်၏ လက်ဖက်ဤတိုက်သူအားထိုခစ်ထိုကားကကစ်ဆာလာသည်ခြေခေါ်သုံးလုံးတိုက်ခြင်းနံပါတ်များပေးလေရှိယုံကြည်၍ထိုသူများခြေပေါက်ကြသည်ဆို၏ထိုအချက်ကြောင့်တန်လာအားကျွေးမိပေးမိသူပေါများလာသည်ဆို၏တန်လာသည် ယူပင်ယူနေသောညာအမဲသာမစားအရက်မတော့သူတော်သားမယားဆောကားခြင်းမရှိရှာပဲဂိုင်းတစ္ဆာကိုစောင့်ထင်း၏၎င်း၏ညီရင်ဖြစ်သူမှာ ခေါ်ယူစောင့်ရှောက်တော့လေအိမ်၌ကြာရှည်စွာနေနိုင်ခြင်းမရှိဘိုးအသင်ဘိုးအသင်ဟု၍တတွတ်တွရေရွတ်ကလမ်းဘေး၌သာ နေနေလေတော့၏တန်းလာ၏စိတ်ဝေဒနာအားကုတော်ရင်ရန်ကုန်မြို့ရှိတတားကလေးအယူထောင်ခေါ်စိတ်ယောကကုစေယုံယခုရှစ်မိုင်မြိုင်းဟဝံပန်းညာနီး၌ရှိခဲ့ဘူးသော စေယုံကြီးတို့ခေါ်ယူလာခဲ့၏စေယုံတို့ရောက်သောအခါခိပညာအတန်အသင့်တတ်သောတန်းလာသည် စေယောကကုဆရာဝန်ကြီးနှင့် ကောင်းမွန်စွာပြောဆို၏ဆရာဝန်ကြီးမှ မေးမြန်းသောမေးခွန်းများကို အမှားအယွင်းအတိမ်းဆောင်မရှိခြေနိုင်၏စံတတ်မှုမြောင်များစွာဖြင့်စစ်ဆေးပြီးနောက်လူနာဖြစ်သူတန်းလာ၌စေယောကမရှိပါအယူမဟုတ်ပါဟုသောမှတ်ချက်ဖြင့်ဆေးယုံမှပြန်လွတ်လိုက်လေ၏တန်းလာသည်ဇာတိမောလမြိုင်တို့မပြန်တော့ပင်၎င်း၏မိတ်ဆွေလည်းဖြစ်ရင်းညာညီကိုလည်းဖြစ်သောဦးဆန်းအောင်ဆရာကြီးဦးကျော်၏၅ရောက်မြောက်ဒီပီကြီး ယခုကွယ်လွန်အိမ်အနီး၌နေထိုင်လေ၏။ဘိုးအသင်ဘိုးအသင်ဟု၍ရည်ရွယ်လျက်ယူမြဲယူ၏။လမ်းဘီတွေ့ရကြုံရ၌အဲ့၏ယူပင်ယူညာတော်လေ။ဆရာကြီးဥကျော်လမ်းလျှောက်လာသည်ကိုမြင်လျင်နီးစရာကြောင့်တနေရရာသို့ပြေး၍ပုံ၏။တကိုယ်လုံးတစ်ဆက်ဆက်တုံ၏လျက်ကြောက်ရွံ့နေတတ်၏။ထိုအဖြစ်ကိုသိရသောဆရာကြီးဥကျော်သည်တပြည့်အတွက်စိတ်မကောင်းဖြစ်ရှာ၏။မျက်ဤကြောက်ရရှာ၏။တန်းလာအနေမကက်စီရင် ၎င်းမှအရင်ရှောင်ပေး၏တန်းလာမတွေ့မမြင်အောင် နေပေး၏စနုပ်ငယ်စဉ်ကကလေးဘဝ၌တခါတရံဦးတန်းလာကြီးအားလက်ဖက်ရည်ခေါ်တိုင်ရင်စနောက်လို့စိဖြင့်ဟာဟိုမှာဖေဖေကြီးဆရာကြီးဦးကျော်လာနေပြီဟုပြောလိုက်လျင်ဦးတန်းလာသည်တောက်လက်စလက်ဖက်ရည်ခွဲအားကျုံးတလူပြစ်ချကာကြောက်လန့်တကြပုံအောင်လီတော့၏ဆရာကြီးဦးကျော်သည်တန်းလာအားရှေးမစွာမယူခင်ကတည်းကပင် ခွင့်လော်ခဲ့ပြီးဖြစ်အယူဘဝရောက်နေရှာသောတန်းလာအား ခေါ်ယူပြီး၎င်းအားရှင်းခုတောင်းပန်စေ၏ကတော်ပွဲထိုး၍အဘဆရာတော်များထံတောင်းပန်စေ၏တောင်းပန်ခိုင်း၍၎င်းမှလည်းတပည့်မိုက်တန်းလာ၏အပြစ်များဒဏ်များပြည်စီကြည်စီရန်တောင်းပန်ပေ၏သို့သောတန်းလာ၏နှုတ်မှတောင်းပန်စကားများဖတ်မလာတော့ပေရှင်းခုကတော်နေတော်ညာအိုအတင်အိုအတင်ဟူ၍သာရေရွတ်နေရှာလီတော်၏ဆရာဘက်ကမှန်ကန်နေပါလေရဲ့စော်ကားခဲ့တော် တန်းလာအဖေကြီးမှသတိပေးမိန့်ကြားချက်အားမလိုက်နာပဲဆရာဖြစ်သူအားစဲဆူစိန်ခေါ်ခဲ့သောတန်းလာကုရဏတိစီးမရှိဖြစ်ရလေပြီကေပင်ကေတော်ညာအေမယဆေပင်ဆေတော်ညာဆေမယဦးအတင်ဦးအတင်ဟု၍အခမလက်ရေရွတ်ကလမ်းဘေးနီလမ်းဘေးလမ်းဘေးစားဘဝဖြင့်ဘဝဆုံးရှာရလေတော်၏နောက်နောက်ဘဝဒီမှာ အခုလိုအဖြစ်မျိုးပြင်ဝေးပါစေ ဥတန်းလာကြည်ရေပြုသည်မြကုသူအမြှအမြှအမြှဤစာစုဖြင့်ဟောခင်ကြီးဆရာကြီးဥကျော်အားရိုသေလေးစားစွာ ရှင်းကိုကတော့ပါဤဟု၍ဆရာနှစီမှပေါ်ပြထားပါရခင်ဗျာဒါကတော့ဆရာနှစီရေးသားပြုစုထားသောရွှေညောအိစာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်6အိုအတင်ဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ you <laughs>